မဲမင်္ဂလာပါ Angels Audio Book Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ဆိုင်းရီသူထင်လေးရရဲ့ဟိုရုံကချစ်သူစောက်ကလေးရဲ့အပိုင်းလေးကိုဆက်ပြီးတော့ဖတ်ပြပြီးသွားမှာဖြစ်ပါရဲ့ရှင်။နားဆင်ပေးကြပါအောင်ရှင်။မင်းအဲ့ဘက်ကိုမလဲလို့မရဘူးလား။မင်းဘာဖြစ်လို့တင်မတက်ကြည့်နေရလဲ။ဘာလဲ။အောင်ပြန်ရောက်လာမလားဆိုပြီးညှို့နေတာလား။ဟာဆွေးတော့ ဆိုပြီးကမျက်နှာပြပြနဲ့ခေါင်းကိုဖပြသည်။ဖဆိုင်တို့လည်းမဟုတ်တာရရှောက်မပြောနဲ့ဟာ။အတေဦးလေးနှစ်မျက်နှလုံးကမောက်ထက်သွားတဲ့ဘက်ကိုပဲကြည့်နေရဆိုညော်များညော်နေမလားလို့လေ။တွေ့ချင်းဆိုင်သိနေချိန်တော့တွေ့လာ။ဒါမှမဟုတ်ဖုံးဆက်နေရတာပဲဟာ။ငင်ပြောတာကိုမောင်ချသွားရင်မြင့်ကိုစိတ်ဆိုးနေလိမ့်မယ်။ခါခါမောင်ကိုပြောတာမှမဟုတ်ပဲမြင့်ကိုပြောနေတာ။ငင်အာချောင်းပြီးတော့ပြောရင်တော့မတက်နိုင်ဘူး။မဟုတ်တာတွေပြောနေပါနဲ့ဟာ။ မောင်းမာနဲ့ဇလန်းနေပါနင်းမင်းစီနဲ့တွေ့နေရတဲ့ဘာလို့ငါနဲ့ဆွဆွေးနေတာလဲမြင့်ပုံစံကမယူသားလို့ပေါ့ဆိုပြီးကသပင်းကိုချသည်ဘာကြောင့်များဆိုပြီးရင်မောသလိုဖြစ်နေရတာလဲဖြစ်တင်တာကဖြစ်ပြတဲ့အငင်းစကားကိုသူပြောထွက်ရမှာဟာချက်တာနင်းပေးဆွေတော်ရဲလို့ပြောလိုက်ဘယ်သူကသူ့ကိုဒေါသထောက်အောင်ပါလဲလုံးနေနေတော့လဲသူ့အပြစ်မရှိ အပြင်းတော့မယ်မြင်လိုက်ပို့ပေးမှလားပြောမြင်းဆွေတော်ပြရင်လိုက်ပို့ပေးနေကြမို့ခစီစီပေးမေးလိုက်မိတာဖြစ်ပါသည်ကိုကျော့ကိုပို့ခိုင်းလိုက်မယ်လေဟာကကုံတဲ့တယောက်နဲ့ချိန်ထားလို့နေခဲ့ရမယ်လင်းပြောတဲ့စကားဆိုတာဆွေတော်သိပါသည် ဖေရုံးကများအလုပ်ကိစ္စနဲ့ပတ်သက်ရင်သူဥဆောင်စကားပြောဘူးလို့လဲဥနိုင်ပြေးပဲပြောနေကြမဟုတ်လားချရလေကိုကြကြီးလိုက်ပို့မှာဆိုရင်တော့ငါ့ဘာတဲ့ပဲပြန်လိုက်တော့မယ် ဟာနင်တယောက်တည်းဖြစ်နေမှာပေါ့အားနာကြမရှိပါဘူးတွားလိုက်ပါဟင်းအင်းရှရတယ်ရတယ်ဒင်းကရောဆွေတော်တယောက်မျိုးပဲဆွထွက်လာခဲ့လိုက်ပါသည်စိတ်ထင်းမှာတော့ဆိုပြီးလိုက်ချလာမယ်လို့ထင်နေမိတာပါအရင်အချိန်ဒီတုန်းကလည်းဆွေတော်ဘကဒီလိုစိတ်ကောက်တယ်လို့လုပ်ပြလိုက်ရင်သူအများရန်ပြရာခတ်အောင်ချွတ်နေကြမဟုတ်လားလမ်းနေတဲ့ချိန်လမ်းနေတာများသည်ဆွေတော်ကို နှံခေါ်တဲ့စူပြည့်ရဲ့လေတံကိုအကြာသေးချင်းဒီလိုသာဆက်သွားရင်အင်းဘူးသာပြန်ရောက်သွားနိုင် သည်စိတ်ထင်သလို ဖြစ်မလာရတဲ့ဆွေရောစိတ်ထဲခံရင်းကငိုချင်လာမိသည်မုံမဲမဲဖြစ်နေသောကိုကိုဖီနာကဖြတ်သွားတဲ့လူတချို့ကဖန်ချီသွားကြသည်ဖြုံးကနေခြေလမ်းကိုဆွေရောရပစ်လိုက်ပါသည်ခက်ရှင်းရှင်းနဲ့ပင်နောက်ကိုလှမ်းကြည့်လိုက်မိ၏ ။ဆူပြီးအရေးရောင်ကိုရှောင်လို့တော့မမြင်ရချီ။တန်တရာအသွေးတွေဖြင့်ခါရလန်းတိုင်းဆွေရောပြန်လျှောက်လာခဲ့လိုက်သည်။ဆူပြီးဘလိုပုံစံမျိုးနဲ့ဆိုင်မှာစိတ်ရင်နေခဲ့မလဲဆိုတာကိုသိချင်လာပါသည်။ဒီနေ့တနေ့ကံမကောင်းပုံများဆယ်တော်ထင်မိတဲ့ကိစ္စအားလုံးတစ်ခုမှအရာထည်ပြီးဖြစ်မလာခဲ့ပါ။ဆိုင်မှာဆူပြေကိုမတွေ့ရတော့ပါ။ ချက်ချင်းစီကူးရင်ပြီးမောက်တွေးမိတာကသူဆွေးတော့တော့ကိုထိုက်သွားလေသလားဆိုတဲ့အတွေ့မျိုးပါ။မြုံရွံ့ယုံရွံ့နေပင် ဆိုင်မှာကြံခဲ့သောကိုကျော်ကြီးကိုမိကြည့်လိုက်မိသည်။ကိုပြပြဲသွားလေ။ဟာမဆွေတော့အခုပဲဟိုဘက်ထွက်သွားတာပဲ။ဟိုဘက်။ဆွေတော့မျက်နှာပြက်သွားတာထိန်းလို့ပင်မရနိုင်အောင်ပါ။ဆူပြေးထွက်သွားတဲ့ဘက်ဟာဆွေတော့သွားတဲ့ဘက်နဲ့တကယ့်ကိုတခြားစီပါပဲ။ဟုတ်တယ်အခုလေးတိမဲထွက်သွားတာ ကျွန်တော်လိုက်ခေါ်ပေးရမလားနင်းနီရှာတယ်သူပြောစရာရှိတော့ပြန်လာခဲ့တာသူ့ကိုနောက်မှပဲဖုံးဆက်ပြီးပဲပြောလိုက်တော့မယ်စိနနာနဲ့အင်ကိုပဲပြန်လာခဲ့လိုက်မိပါတော့သည်ဆိုပြီးစိတ်ထဲဆွေရောဆိုတဲ့မိမိတယောက်တည်းရှိနေတယ်ဆိုတာတကယ်ကိုမသိကြတော့ပါလားဘလက်ပြန်ဆိုတဲ့ချိန်ရင်မြန်မြန်ရောက်လာပါတော့ホーロンガチトゥ အခန်း6မနက်စင်နိုင်လောက်မှာစူပီတယောက်တည်းမောင်နှင်ခင်သားကိုလာခေါ်ပါသည်ပြောလုံးကတော့မင်းထိုက်ပါပါလာမယ်ဆိုတော့ကြောင့်ကားနောက်ခံနေမြောင်စလုံးဝင်ထိုင်ဖို့ပြင်မိပေမဲ့ရှေ့ကမ်းမှာဘသူကမှမတွေ့တာကြောင့်မောင်ကမေးလိုက်မိသည်မင်းထိုက်ကော तू ပဲလိုက်လာမယ်ပြောပြီးမတွေ့ပါလားမတည်ဘူးချိန်ထားတဲ့ချိန်ရောက်မလာလို့ထွက်လာခဲ့တာ သူ့ဘာသာလာမယ်နဲ့တူပါတယ် အဲ့ဒီကောင်ကစကားကိုမျိုးစုံပြောတယ်ဘာမှလည်းမသိဘူးဆိုပြစ်ကိုအာနာရာကြောင့်မောင်ကခက်တီပဲကန်းစီတန်းမှာဝင်ထိုင်လိုက်ပါသည် ဖြုံးကနေလက်ကြည့်လာတဲ့ဆိုပြစ်မျက်နှာကကျဉ်းနှံမှုတွေပြည့်နေနေလေသည်သူအကြီးကပြင်းထန်လွမ်းလာကြောင့်မောင်ပင်ခက်ယုံကလေးဖြစ်သွားသည့်အချီကိုမူပြက်ချင်းလိုဖြစ်သွားရသည်ဘာကြည့်ရလဲမောင်ထိုင်ရမကြိုက်လို့လားဟာမဟုတ်ပါဘူးပူပူလင်းလင်းပြောနော် ဆွေတော်ကလွယ်ပြီးဒီနေရာကိုဘသူမှမထိုင်ရဘူးဆိုလဲအမောင်တို့ကနားလေပါတယ်။ဆူပီကကောင်းကိုတာခပြပြီး ကားကိုဂယူရဆိုင်နဲ့မောင်းနေပါသည်။ဆွေတော်နေတာကဘိုးစင်လန်းနဲ့မှမဟုတ်ခနာလေးနဲ့ရောက်လို့လာခဲ့ရပါသည်။ဆွေတော်တို့အင်ကရှေးအိမ်နှစ်ထပ်လိုက်ကြီးဖြစ်သည်။အင်းအောက်ထပ်အေကန်နဲ့မှပဲစပွဲဝိုင်းတွေချပြီးပြင်ဆင်ထားပါသည်။ တခုထူးဆန်းနေရကမွေးနေ့ပွဲကိုဆွေတော်ကမင်းသမီးတယောက်လိုပြင်ဆင်ထားခြင်းဖြစ်သည် သူတပ်ပုံတွေကိုဘာမှလည်းမဆိုင်မင်းနဲ့အဲဒန်တခုလုံးရဲ့ညီရအနတ်မှာအလားထောင်ပြထားသည်မောင်နဲ့ခင်သားကတယောက်မျက်နှာတယောက်ကြည့်ကပြုံးဖြစ်မိကြသည်တီချေတို့တောင်ကိုပဲပြန်သွားကြတယ်မောင်တို့လာလာကအနောက်ကျလိုက်တာဒုက္ခဆောင်နေတာဖြင့်ကြားလာပြီမင်းထိုက်တောင်အစိုးကြီးကလေးကရောက်နေတာ မောင်နာမှာကက်နေသလိုဖြစ်နေသောဆိုပြေကိုကြည့်ပြီးဆွေရောကပြောခြင်းဖြစ်သည်။ကဲလာဒီမှာထိုင်ကြအောင် ကိုပြေကဒီဘက်ကိုလာလိုက်လေ။ဆွေရောကမောင်နဲ့ဝေးရစီ ကိုပြေကိုတမင်ခွဲထုတ်ကထိုင်ခိုင်းလိုက်ပါသည်။မောင်တို့ကိုဖုံးဖွားနဲ့မိတ်ဆက်ပေးအောင်မယ်ခဏလိုက်ခဲ့ပါလား။အင်းလိုက်မယ်လေ။မောင်နဲ့ခင်သာဖားလိုက်လာခဲ့ပါသည်။ဆွေပြေကတော့ထိုင်နေရတဲ့ဂျန်နေခဲ့ဤ သူ့ကိုမခေါ်တာကြောင့်နေခဲ့တာဖြစ်ပါလိမ့်မည်။ဆွန်ရီနေအရင်ကလာနေရဲ့နော်။အနောက်တွင်ပြင်ထားသောဆူရိုဂျီနာအောင် မောင်ကတပင်ပြုတ်လိုက်ခြင်းဖြစ်သည်။မောင်စကားကဆွေရော့အတွက်အကွက်ဝင်သွားသလားမသိပါ။လာရမယ်လေ။ဒီနေ့ဒိုကိုပြည့်ကိုအဖြစ်ပြင်ပေးမလို့စဉ်းစားထားတာ။ကိုပြည့်ပုံစံကိုကြည့်ပါလား။သူလိုချင်တဲ့အဖြစ်မရမှာစလို့ရုပ်ကိုကမှုန်ကုတ်ကုတ်နဲ့ ခတ်တူတူပြောလာတဲ့စကားကအမောင့်ရင်ထဲမှာတော့ဘုံတလုံးပေါက်ခွဲသွားတဲ့အတိုင်းပါပဲတကယ်ပဲသူတို့နှစ်ယောက်ချစ်သူတွေဖြစ်သွားကြတော့မှလားဖြစ်ကနေဖြစ်ကနေဆိုပြီးရဲ့အကြည့်တွေကိုမြင်အောင်လာသလိုရှိသည်ခေါင်းကိုဆက်ခနေခါကအတွေ့အကြုံတွေကထုတ်ပြလိုက်မိပါသည်တို့ကိုပြည့်ကို အဖြစ်ပေးတာမှန်လားမလားယင်အိုးဘယ်တိမှလဲမောင်ကဘလို့လုပ်ပြီး နင်းဆုံးဖြတ်ပေးရမှာလေဆရာရဲ့နှလုံးသားကိစ္စလေဒုက္ခတိုင်းမင်းနာကမှားသွားမှာကြောက်တယ်တမီးဆရာရဲ့အုပ်ထွေးသူတွေနဲ့တိုင်းမင်းလေဘူးကြီးတွေကသဘောတူပါတယ်ချက်ချင်းစစ်စစ်ပြီးမှတော့ကြောက်ရတယ်အော်ဟောင်းစိတ်ထဲမရှင်လန်းနိုင်တော့ပါဆရာရဲ့ဖောက်ဖောက်ကိုလေဘူးကြီးတန်းကြီးနှုတ်ဆက်ကစပွဲဝိုင်းကိုညလာခင်းလိုက်ပါသည် ဆွေရောကြီးရဲ့ဓမ္မကိုလည်းအယတာခံပြီးမစားနိုင်တော့ချေ။မောင်ဘာရီဖြစ်နေရလဲကိုကိုကမသိတော့ပါ။ဆိုပြေကိုကြည့်တော့သူကလည်းမျက်လုံးဆွေကကြည့်နေတာနဲ့တွန်းနေတာကြောင့်အကြည့်ကိုလွှဲလိုက်ရသည်။စားပြီးရင်ဖေသွားကြမလဲ။ပြုံးရှင်ကြည့်မလား။ဒါမှမဟုတ်ကစားကင်းသွားကြမလား။ကစားကင်းသွားမယ်ဟိ။ဟိုမင်းထိုက်ကထောက်အော်သည်။ ။သွားချင်ပါဦး။အေးစစီပန်းချက်မှာလင်းချင်းခန္ဓာကမှအကောင်းမယ်။မင်္ဂဆယ်လုံးနှစ်ယောက်လို့လည်းရှိအောင်ဆိုပြီးပြောလိုက်မိတာဖြစ်ပါသည်။ဖြစ်နိုင်ရင် အင်ကိုယ်တော်မင်္ဂပြန်လိုက်ခြင်းသည်။ဟောင်းရဆုံးပြည့်စက်အတိုင်းနီးနနာပုချုပ်ပန်းချက်ကိုခါခဲ့လိုက်ပါသည်။ဆယ်လုံးကဆိုပြနာကခပေကလေးနဲ့စကားတွေကိုအပွင့်တပွင့်ပြောနေပါသည်။ ကိုရီနစ်ရှိနေတူနှစ်ယောက်မလွတ်မလပ်ဖြစ်မှာဆိုတာကြောင့်မောင်ကတမေခွဲထုတ်ကတနေရာမှာထိုင်ချလိုက်ပါသည်ဆွေလုံးနည်းဆိုပြီးမြောက်သေးရှိကစကားတွေပြောပြီးထွက်သွားတာကိုကြည်ရင်တိုက်ကရှည်သည်ဂီနီတော်သူတို့နှစ်ယောက်အိုကေမှသိကြတယ်ဆွေတော်ကလည်းကြည်လင်နေတဲ့ပုံပဲဟောင်းကောင်ကြီးပြောရတော့မှာပါဆွေတော်ယဉ်ရီခုန်နေပါသည် ဖီနာကနေကျောက်ရုပ်ကြီးလိုကက်ပြီးလိုက်လာတဲ့ချိုပြည့်ကိုလည်းထူရိုက်ချင်နေမိတာကြပါပြီ။သူပါကြောင်နေတာလဲ။ဒီနေ့သူပြောချင်တာခွင့်ပြောဖို့ဆောရကကအချင်းနေအခွင့်အလမ်းနေပေးထားတာတောင်းငါအာကြီးလုံနေတာကောင်းတဲ့အလုပ်လား။အင်းကတော့ငါကိုမင်းနေပြီးကိုပြေရဲ့။နင်းနဲ့ငါအချင်းနေဘလို့လဲတဲ့။စတော့ကတော့ငါလည်းညင်းနေတာပဲ။ ကြံလာတော့အိမ်ကမယုံသလိုတောင်ဖြစ်လာတယ်။ဟုတ်လား။ကြည်စန်းဒီကောင်ဦးကြောင်ကြောင်လှုပ်ပြီးမတိချင်ဟန်ဆောင်နေပြန်ပြီ။အရင်တုန်းကဆိုဆွေရောကကဒီလောက်ကလေးပြောလိုက်ရင်ချစ်သူတွေဖြစ်နေပြီလို့ပြောလိုက်ဆိုပြီးသူတက်ပြောလာမှာပါ။ကဘကညင်းနေတော့မိမိတို့ကချစ်သူမဟုတ်ရင်သိမ့်မတွင်းနဲ့တဲ့။ဝင်းချေကတမျိုးမြင်လာရင်မကောင်းဘူးတဲ့။ ပြီးတော့ငါ့ကိုမိမိတငေချင်းက သူသားနဲ့တိတ်တဘောတူနေတယ်။သူ့ရင်ကဝင်တုံးမှုကိုဆွဲထုတ်လိုက်မိတာဖြစ်ပါသည်။အေးလေမိမိဘာတွေပြောတာလဲဟုတ်တော့ဟုတ်ပါတယ်။ငါကြောင့်နင်းထိုင်နေနင်းလည်းပိတ်နေတာပေါ့။ငါပဲနေထိုင်စင်စင်ပါမယ်။ဒါဆိုနင်ကငါနဲ့ခောက်ခွာနေမယ်ဆိုရဲတဘောလားခောက်ခွာတော့မဟုတ်ပါဘူးဟာ နင်အကူအညီလိုတဲ့အချိန်ဆိုရင်ငါ့ကိုခါတိုင်းလိုပဲခေါ်တိုင်းလိုရပါတယ်။ဒါပေမဲ့အရင်တော့တိတ်မတွဲဖြစ်တော့ဘူးပေါ့။နင်တကယ်ပဲငါနဲ့ခက်ဆဲဆဲနေနိုင်နေပေါ့လေ။မစိမ့်ပါဘူးဟာတငယ်ချင်းတွေပဲပေါ့။ကိုပြေနင်တကယ်ကြောက်ဖို့ကောင်းနေသေးပါ။ဟာနင်းစိတ်တကိုတကယ်လက်ဖြတ်ခါသွားပြီ။နင်ကအလကားကောင်းမယ်။ ဆွေရောပြောသမျှတွေကိုဘာတခေါမှပြန်မပြောပေးညင်သက်နေလေဆွေရောမှာပိုပြီးခံစားရလိပါပဲသူပြောင်းလဲသွားတာခဲကိုတကြသွားခဲ့ပြီပဲမင်းလေးချင်းချင်းဆွေရောမောင်တို့ကိုဘယ်လိုမျက်နှာပြရမလဲမသိကိုကသူတို့ကိုတကယ်မဟုတ်ပဲဒီပြောတွေကြီးခဲ့တာအချက်ကွဲဖို့ဖြစ်လာခဲ့ရပြီနင့်ကငါမိမေကိုပြီးနင်မောင်ကိုကြိုက်နေတာမဟုတ်လားဆိုပြီးအကြီးက တောင်းပန်မှုတွေပါနေတယ်လို့မျိုးပါပဲ။ဟာမသိဘူး။ဟာမသိရလဲ။နေ့ရက်တဲ့ကိစ္စကိုနေမသိဘူးဆိုတာနေ့ကိုနေလိမ့်နေတာပဲပေါ့။နေကဘိုးဝင်လင်းပြောစား။နေမောက်ကိုချစ်နေတယ်မဟုတ်လား။မသိပါဘူးဟာ။ငေါငါငါတို့ရဲ့တငယ်ချင်းပဲလေ။ဆွေတော်မျက်နှာကို တမင်မင်းပြစ်လိုက်မိသည်။တတလုံးတငယ်ချင်းပြစ်ဖို့စိတ်ကူးထားတာလား။ ဟာရှင်းဖြစ်လာမယ့်ကိစ္စကိုငါလည်းဘယ်ကြိုသိပါမလဲဟာငင်ကတော့ရှင်းနေပြန်ပါပြီတော်ပြီနင့်ကငါဘာမှမပြောတော့ဘူးညင်ကငါ့ကိုဒဏ်ရာပေးတဲ့ကောင်ပဲနင့်အဲ့လိုထင်ရင်ငါတောင်းပန်ပါလေဟာသွားစမ်းပါစူပြေကမောင်းလို့ကြနေခဲ့တဲ့နေရာကိုလမ်းမျောကြည့်ရင်ပြန်ဖို့စကားဆလာသည်ဖင်းထိုက်တို့ကြံခဲ့တယ်သူတို့စီပြန်သွားကြရအောင် တော့ကြာသူတို့ကိုထားခဲ့တယ်ဆိုပြီးမအားလုံးမျိုးကိုပြောနေပါအောင်မယ်မအားလုံးမျိုးအချင်းတွေကိုသိချင်ကြလို့သူတို့ကတမင်ရှောင်ပေးလိုက်တယ်ဆိုတော့ကိုမြင်းသိရတဲ့နဲ့အားအူချုံချုံစကားတွေပြောနေရလဲကဲပြန်ကြမယ်ဆွေတော့ကခြေလမ်းမြမြနဲ့အရင်ဦးအောင်ဟမ်မလီဟာပျောက်သွားတာကြာလို့ထပ်ဖြစ်ပြီးသွားကြပြီလို့တောင်းထင်နေတာဆူပြီးတော့ဘယ်မှာကျန်ခဲ့တယ်လဲဟုတ်မင်းထိုင်ကအော်မေးသည် မသိဘူးသူ့ကိုအမြင်ကလို့ထားခဲ့ပြီမင်းထိုင်နော်ဒီနေ့ကစာပြီးငါနဲ့ဆိုပြီးနေကုန်မစနဲ့တော့ငါလုံးဝမကြိုက်ဘူးသူ့ကိုတငယ်ချင်းအဖြစ်တာဆွလို့ဖို့စဉ်းစားထားတယ်အာနုံတန်တောင်းနဲ့ဆွေတော့အားဝါရှိနေကြလေသည်ဘာပြည့်စလာဖြစ်လာလို့လဲမင်းအနေနဲ့ဒီကောင်အောင်ပြောချင်မှုပြင်ကြတာပဲကောင်းတယ် ရှထားရဲ့ကားစီဆွေးရောထွက်သွားတာကိုကြည့်ပြီးအလုံးကဘာပြောရမယ်မသိအောင်ဖြစ်နေမိသည်။ဆူပြီးရောက်လာတော့လဲဆွေးရောသဘောအတိုင်းကျန်မှုသာ ပြောတာကြောင့်စီမကောင်းစွာနဲ့ပဲကတီစစ်စစ်ပြင်လာခဲ့ကြပါတော့သည်။ဟိုရုံကချစ်သူ အခန်းခွန်ဆူပြီးနဲ့ဘာပြဒနာတက်တယ်လဲမသိရပဲမောင်ကိုအတလူကြီးဆွေတို့ကမကြည်မလင်ဖြစ်လာပါသည်။ ခတိုင်းတုံးကပြိုင်ဆိုင်မှုအနေငယ်ရှိရာကနေခုတော့ပေါ်တင်ကြီးမင်းဆောင်လေထိုးကရှန်လိုတဲ့အဆင့်ကြီးကို ဖြစ်လာရတာကြောင့်မောင်စိတ်ညစ်နေမိသည်သူကတပတ်သက်ဖြစ်နေတဲ့ကိစ္စမို့လဲမောင်ဘလို့ခွင့်ပြောပြီးရှင်းရမှန်းမသိတော့ပါဆွေးရပုံစံကအရင်ကိုတည်တာနေပြီနော်နေမှလဲဆလာတင်သေးတယ်သူမြခကတင်းနေတာထိုင်းမရှင်ကိုရတော့မလို့လို့ ဟုခင်သားကမောဘကမကျေနပ်စွာပြောလာခဲ့သည်။မင်္ဂအင်းရှင်ဖြစ်နေရာကြောင်းခင်သားလောက်တတိရှိရှိညနေထားကိုမတင်းရဲပါ။တော်ကြာမောင်းကြောင်ပဲသူစားလာမတင်တာပါဆိုရင်နေင်းထိုင်ဆရာရိစိတ်ထဲမှာမောင်းကိုပုံမုံနေပါအောင်ကြီး။ဆိုပြတယောက်လဲခိုင်းလို့ဆွေရုံနဲ့စကားဟဟပပပြောရဲပုံမရတော့ ပြောတဲ့ခါတိုင်းမှာလဲဆိုရဘကရန်လိုတဲ့စကားတွေကိုသာပြောတတ်တော့ကြောင်းဖြစ်သည်ဒီနေ့ဆရာတယောက်ကအေးတကြီးကိစ္စရှိတယ်ဆိုပြီးဖုန်းဆလာတဲ့ဖြင့်စာတင်လာပြတ်သွားရသည်မင်းထိုက်ကဟေးကနေအော်ကအပြင်းသွားဖို့စီစဉ်လေသည် ရှုရှင်သွားကြည့်ကြမယ်ဟာငါတကားခိုင်းမယ်ဒီလိုဆိုအားလုံးလိုက်ကြမယ်မဟုတ်လားလိုက်မယ်လိုက်မယ် မန်ကောခင်သားပါအာတတ်တယ်ရောအွန်လိုင်းမီတာဖြစ်ပါသည်။ဆိုပြီးမျက်နာကလည်းထောက်ခံတယ်လို့ပြောနေပါသည်။ဒါဆိုတော့မယ်လေတုံးခွဲပွဲမိသေးတယ်။မြင်မြင်လိမ့်မယ်။အလုံးပြန်လူထားလိုက်ကြပေမဲ့ဆွေတော်ကညင်သက်စွာပင်ထိုင်နေစေဖြစ်သည်။ဆွေတော်ထလေအလုံးနေရလဲရုပ်ရှင်သွားကြည့်ပါမင်းဆိုမှပဲ။အိုးဖဲသူကတော့မယ်ပြောလို့လေခိုင်းမယ်လို့ပြောတဲ့ထက်မှာ ဘာမှမပါတဲ့ဥစ္စာနုဖာတာသွားကြပါမောင်နှက်ခင်သာတယောက်ဝတယောက်မျက်စာပြလိုက်မိကြသည်ဖိုက်ခဲ့ပါဟာ အာနုံသွားကြမှာပဲဒီတယောက်တည်းပြင်းနေမှာပေါ့ထဖိုက်ခဲ့မရဘူးခုစူပြေကဒီတန်ချူကလေးနဲ့ပိုင်ပိုင်နိုင်နိုင်ထက်ခေါ်လိုက်ပြီမဲ့ဆွေတော်အတန်ကဒေါသတကြီးစူးစူးရှရှကိုပေါ်ထွက်လာခဲ့လေသည် ။အောင်မေငင်းကဘာကမလို့ငါ့ကိုခေါ်နေရတာလဲ။ငါစိတ်နဲ့ငါ့ကိုလိုက်ချင်မှလိုက်မှာပေါ့။ငင်းမထားစား။နောင်ငါနဲ့ပတ်သက်ပြီးခက်ခဲခဲနေနေအောင်ကြိုးစား။ငါလည်းနင်းနဲ့မပတ်သက်ပဲနေနေရဲ။ဆိုပြီးရှက်သွားကအခန်းပြင်ကိုဂမူရှူရောထတ်သွားလေသည်။ညီမလို့ပြောလိုက်တာလဲဆွဲတော့ဆိုပြီးတော့နင်းပေါ်တိခန့်နေသူဘသူမှမရှိဘူး။ငင်းစကားပြောတာတိတ်ရိုင်းနေ။ အရင်ကနဲ့ကိုမတူတော့ဘူး။အေးငါ့ကိုရှင်းအောင်လို့တာကြတော့ကိုမင်းကထက်မပြောတော့ဘူးလား။ရင်းတငယ်ချင်းလိုစိတ်တက်ဘလောင်းဘလဲကောင်းမျိုးနဲ့မပတ်သက်ချင်တော့ဘူး။ဘာစိတ်တက်ဘလောင်းဘလဲလဲ။ရင်းသိဖို့မလိုဘူး။ရှုပ်နေတာပဲ။တခုတော့ပြောမယ်။ဆိုပြီလိုတငယ်ချင်းကောင်းမျိုးနောက်ထပ်နင်ပေတော့မှရှာတွေ့မှာမဟုတ်တော့ဘူးဆိုတာပဲ။မတွေ့ရင်ဟာလဲ။ မမမောပါဘူးမင်းထိုက်ကအမောင်တို့ကိုသွားမယ်ပုံစံမျိုးဖြင့်မင်းတို့ပြကသက်ထက်သွားပါသည်ဆိုတော့တယောက်တည်းအိမ်မှာထားခဲ့ဖို့မသင့်တော်တာကြောင့်ငောင်းလဲရုပ်ရှိကြည့်ဖို့ကိုဖြတ်ပြစ်လိုက်ရသည်ငါတို့လည်းမလိုက်တော့ပါဘူးဟာဆွေတော်ပါပါမယ်ထင်လို့လိုက်မယ်ပြောလိုက်မိတာနေဟာနင်တို့မင်းလေးတွေကစကားကိုမျိုးစုံပြောတယ်ဘာမှကိုမသိဘူးဟုတ်အော်ကမင်းထိုက်ထွက်သွားပါတော့သည် ောင်ကဆွေရနပီးမှာခက်ခက်ပြေးပြေးဝင်ထိုင်ချလိုက်ပါသည်ဆူပြီကိုစိတ်ကောက်နေရလားဆူပြီကသဘောကောင်းပါတယ်ဆွေရရဲ့အမြဲတမ်းဆွေရမျက်နှာအရေးကဲကိုဝေ့ကြည့်နေတဲ့သူပါမကြည်လင်နေတဲ့သူကို စေရနာနဲ့ဖြေလျာပြလဲချောင်းပြောတာမောင်ရဲ့အမှားလားမသိတော့ပါမောင်ဘက်ကနေတဲ့ဆန့်ကျင်စွာဆွေရော့လေတံကမာထလိုနေရသည် အမလီဒီပီလေးနဲ့လာနှစ်သိမ့်နေပါနဲ့မောင်ရဒီကိစ္စတွေဖြစ်ရတာဘသူကြောင့်ဆိုတာမောင်ဒီကျုံးမှာအိုက်တင်နေမလိုက်နေလုံနေနဲ့ဆူရစကားကပါတိပဲလေကြားတဲ့အတိုင်းပဲလေမောင်နားမလဲဘူးနော်အထင်လွဲနေတာဆိုရင်လေကြောင်ရှင်းလိုက်လို့ရတယ်မိလလည်းနဲ့မောင်ဝလာမစွဆွဲနဲ့အိုးမသိဘူးမသိဘူး အထင်လွဲစရာဘာအကြောင်းမှမရှိဘူး။တေချာနေလို့ဒီလိုတွေဖြစ်ကုန်ရတာ။ဆွေရောဆိုတဲ့သူက ဟာမဟုတ်တဲ့ယောက်ျားတယောက်ကိုမလန်းလောက်ဘူးဆိုတာသိထားစမ်းပါ။မောင်နှုတ်ပြီးတာဆွေရောအားစိုက်ကြည့်နေလိုက်ပါသည်။ပြောချင်ရာလျှောက်ပြောနေတာတကယ်အယူမတရားအတိုင်းပါပဲ။သဇကတာမလန်းလောက်ဘူးပြောနေပေမဲ့သူဖြစ်နေတဲ့ပုံစံကဆွလလိုက်ရလို့ မပိုင်ဆိုင်လိုက်ရလို့ကြိတ်မနိုင်ခင်မရဖြစ်နေတယ်ဆိုတာအထင်သာပေါ်လွင်နေပါသည်ဘာတွေဖြစ်ကုန်ပြီလဲဆိုပြတယောက်ဆွေရုံနဲ့ပတ်သက်ပြီးဘာတွေအပြောင်းလဲလုပ်လိုက်တာလဲမသိပါမဘကညီတဖြင့်တယောက်ထဲပောက်ွေးရတာကိုဆွေတော်ဆစ်လာပုံရသည်ငင်တူသည်။ဟုံးကနေထိုင်ရန်ကနေစောင့်ထားကပြန်သွားပါတော့သည်။နေထိုင်ရင်ဘလိုင်းကြီးထပ်ပောက်ွေးနေပါလား။ ဘာဖြစ်တာလဲကြည့်ရလားဆိုပြီးသူ့ကိုခေါက်သွားလို့ပဲဖြစ်ရမယ်ဟိုခင်သားကအတန်ကြဲကြဲလေးနဲ့ဆွေတော်ကြအောင်ပေါ်ပြုတ်လိုက်ပါသေးသည်မပြောပါနဲ့ခင်သားရင်သူ့ဆက်သွားပါအောင်မယ်အိုးနင်းကဘာကုန်းငယ်ညာနေရလဲကိုနဲ့လည်းမဆိုင်ပဲနင့်ကိုအတက်လူကြီးတိုက်ခိုက်နေရမာတိခံစရာအကြောင်းရှိသလဲသူပြောရင်ကိုလည်းပြန်ပြောပေါ့ရင်ခံနေရ ကိုကပဲအမှားလုပ်ထားတဲ့လိုမျိုးဖြစ်နေတယ်